မင်္ဂလာပါရှင်ရောင်းကိတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဝမ်းသူမျိုးကထွက်လာတဲ့စစ်တပ်ဆက်ကြောင်းကိုတိုက်ခိုက်မှုစစ်သား35ကျော်တိတ်ဆုံးပြီးချောက်ရွှင်ဖမ်းပြီးလက်နက်ကင်များတင်စီအားရှင်။ဇကိုင်းနယ်ဝမ်းသူမျိုးနယ်ဝမ်းသူမျိုးကနေအင်အား60ခန်းနဲ့ထွက်လာတဲ့အကြပ်ဖက်စစ်တပ်ဆက်ကြောင်းတိုက်ခိုက်ခြင်းမဟုတ်ခဲ့ရ35ကျော်တိတ်ဆုံးပြီးစစ်တုံးမဆောင်နဲ့အတူလက်နက်ကင်များတင်စီအားရှင်ကြောင်းကောလင်းခဲမလေးတရင်ကကိုရှိုင်းရှိုင်းကပြောတယ်။ စတေမာလာတောင်ရံတွေကဝမ်းသူမျိုးကနေကျပ်ဖက်စစ်သား90ဦးနဲ့လက်အောက်ခံရင်း10ဦးစုစုပေါင်း160ဦးပေါင်းနဲ့စစ်ကြောင်းထွက်လာကြအောင်အဆိုပါစစ်ကြောင်းကိုထောက်ကြံတော်ရနေစက်ကောင်းတောင်ရောက်ပြည်သူ့ကာကွယ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ကျင်းပခဲ့ရာစစ်သားအလောင်း30ကျော်စစ်သုံးမှ9ဦးနဲ့တူလက်နက်ကင်အများပြားတင်စီရရှိခဲ့တယ်။ရင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စုခွာထွက်ပြေးသွားတဲ့စစ်သား12ဦးရှိပြီးအဆိုပါစစ်သားတွေမှာတရားရရှိသူတွေပါဝင်ကြောင်းရင်းစစ်သား12ဦးမှလည်းဝမ်းသူမျိုးကိုပြန်လည်ဝင်ရောက်သွားခဲ့တော့လေ။ တရားရရှိရစက်တာလေးဦးမှာဝမ်းသူမျိုးတို့ရောက်ရှိခြင်းသိဆိုးသွားကြောင်းသိရတယ်။ထို့ပြင်တော်လိုင်းတက်ကဖမ်းမိခဲ့တဲ့စစ်တုံးမှစစ်သား9ဦးနဲ့စစ်သား2ဦးမှာဇေဝကူတာပိနေစဉ်သိဆုံးသွားကြောင်းထို့ကြောင့်ရှင်ဖမ်းမိသူ6ဦးသားချက်ရှိကြောင်းစစ်တုံးပန်းတွေကိုစစ်စင်မင်းမြန်ကတိုင်းစစ်ဌာနသို့ပေးပို့လိုက်ကြောင်းသိရပါတယ်။ တိုက်ပွဲဖြစ်တာကတော့စတင်ပါလာလီရဲ့အနေနဲ့9ရက်နေ့နေ့ရက်တာဖြစ်တယ်။ဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရအောင်မောင်းသွင်းရတယ်။ကျွန်တော်ဘက်ကတက်ခွင့်မှုစစ်ကြောင်းမှုကအရန်ကောင်းတယ်။သူရဲ့လှုပ်ဆောင်မှုတွေဒီတိုက်ပွဲထဲမှာအရန်ကောင်းခဲ့တယ်။လိုချင်တဲ့နေရာရောက်တယ်။ကျွန်တော်လိုချင်တဲ့အတိုင်းဖြစ်ခဲ့ပါတယ်။ကျွန်တော်ဘက်ကစစ်စစ်လုံးလုံးနဲ့တိုက်နိုင်ခဲ့တယ်။9ရက်နေ့ညနေ6:40မိနစ်မှာတပောက်ဖွင့်ပေးထားတဲ့အတွက်အပြည့်အစုံလှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ စောပါတိုက်ခိုင်မှုကိုမတ်တင်စစ်ဒေတာကောလင်းခဲအမလေးတိုင်တက်ခွဲမှုရဲဘော်တခုနဲ့ရဲဘော်ဘော်ကားတို့ကဥဆောင်ကကောလင်းခဲအမလေးတိုင်နဲ့ကောလင်းခဲအမတေတိုင်မှတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဆက်နောက်မစွန်ရအနိုင်ငယ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်ဆလဘီရလဲကုမျိုးအုံနယ်ကုံရက်ကွက်အုပ်ချုပ်ရေးမှုကိုမြို့ပြအဖွဲ့တိုက်ခိုက်ရန်ကုန်မြို့လဲကုမျိုးနယ်အုံနယ်ကုံရက်ကွက်အုပ်ချုပ်ရေးမှုရုံကိုပြည်အမြင့်မိုင်းနယ်လုံးနယ်တိုက်ခိုက်ရာဒီကိုင်းမှုရှိကြောင်း ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကပြောတယ်ရုံစာဖွင့်ပြီးရောက်လာကြတယ်။စွန့်လွတ်စွန့်စားလိုက်ရတယ်။ထိခိုက်မှုကအနည်းဆုံး၄၅၀လောက်ထိခိုက်နိုင်တယ်လို့အတက်ပါစင်းနဲ့ပတ်သက်တဲ့လူကပြောတယ်။မဆိုပါစစ်စင်ကိုစတေမာလာ25ရဲ့ည9နာရီကမှရန်ကုန်အမေရဲဘော်တွေကပေါ်ဆောင်ခဲ့ကြဖြစ်ပြီးပောက်ကွဲမှုဖြစ်ပြီးချိန်မှလူနာတင်ခရောက်ရှိလာကြောင်းမြေပြင်မှတရင်ရရှိရလို့ဆိုပါတယ်အဆိုပါရက်ကွက်အုပ်ချုပ်ရေးမှုကလူမိုက်တင်နဲ့ပေါင်းပြီးတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိစ္စတွေ စာရွက်ခြင်းလူငယ်တွေကိုပေါ်တာဆွဲပြီးစစ်မှုထံတော့တက်နေရတွေကိုရောင်းစာကလူကုန်ကူးမှုလှုပ်ဆောင်နေရကြောင်းထိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ရန်ကုန်အာမေကထုတ်ပြန်ပါတယ်ပထဝီအခွင့်နဲ့ပြည်သူကိုလူပွားဝါနေရကြပြီးတော့တပ်ပါတောင်းရှိသူကပြောတယ်ပြည်သူများအနေဖြင့်စစ်ကောင်စီရွေးကောက်ပွဲကိုတက်နိုင်တဲ့ဘက်ကစန့်ကျင်ကြရင်လည်းအတိုက်တွန်းပါတယ်ရွေးကောက်ပွဲအတွက်အသက်တရလှုပ်ဆောင်နေကြတဲ့ကောင်းနေစီရင်သေးစိတ်ပြုစုထားတဲ့တစ်ချိန်မို့တစ်ချိန်လုံးနေကောင်းနေစီကျွန်တော်တို့ရောက်လာမယ်ဆိုတဲ့တင်ပါခြင်းနဲ့လို့တပ်ပါတောင်းရှိသူကပြောပါတယ် ရန်ကုန်အမေဖွဲ့နေပြည်အောက်စတွင်ကလည်းစစ်ကောင်စီရွေးကောက်ပွဲအတွက်လှုပ်ပင်းနေလက်ကုမြွနဲ့အောင်မင်္ဂလာရက်ကွက်အုပ်ချုပ်ရေးမှုရုံးအင်းစိန်မြွနဲ့မြို့သက်ကားငယ်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးနဲ့တကုံမြို့သက်တောင်ပိုင်းမြို့နဲ့လူဝင်မှုကြီးကြပ်ရုံးတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ဇလဘေကေအန်နိုကထားနဲ့ခေါင်းဆောင်တွေကိုရွေးကောက်ပွဲဥပဒေနဲ့တရားစွဲမှုဖွင့်စစ်တပ်ကတည်ယူသေးတဲ့နယ်လုံးမီလို့ရလုတ်ကင်မိကန်ရရှောက်လုံနေခြင်းဖြစ်ပြီးမြေသိတရားမှုမှမရှိဘူးကေအန်နိုပြောခဲ့ရပြုဆိုတော်နေကပြောဆို ကင်မျိုးသားစျောင်းကရန်ရောကထာနဲ့ဘဟုလုံးမှုဆောင်ဖွင့်မှကောင်းဆောင်တွေကိုရွေးကောက်ပွဲဥပဒေနဲ့တရားစွဲမှုဖွင့်မှ စစ်တပ်ကသေယူသေးတဲ့နယ်လုံးပြီးလို့ရကင်မိကင်ဟာရှောက်လို့နေကြဖြစ်ပြီးမြေတီတရားမှုမှမရှိကြောင်းကဲလို့ပြောဆိုခွဲရှိသူလည်းဖြစ်ဖို့အမှုဆောင်ဖြစ်ဖြစ်သူပရိုဆော့တော်နီကပြောလိုက်ပါတယ် KNO ဥက္ကဋ္ဌပရိုဆော့ကွယ်တွင်ကဘောလုံးမှုဆောင်နေအပါဝင်73ကိုဩဂုတ်လ12ရက်နေ့ရွေးကောက်ပွဲပြပြစရာဟောပြောခြင်းပြောဆိုခြင်းနေကြောင်းလိုက်ပွဲမြို့မှာရဲစခန်းမှာမှုဖွင့်တာပြီးစစ်တပ်ကအမှုဖွင့်တာသူတွေမှာ KNO ပရိုဥက္ကဋ္ဌဆော့ကွယ်တွင်ပရိုဆော့ဆယ်ကပရိုဆော့ဒေါတာမှုပရိုဆော့တော်တီပွဲပရိုဆော့လာထွန်ဘိုးချုပ်ကြီးဆော့ကျော်နီဆော့တာမလာတော့ပရိုဆော့လော်အမ မှုဘရိုဇော့ကလေးစေဘရိုနော်ဒါဒါနဲ့ဘရိုဇော့ဒါနီ စောစာပလဲဒီဝမ်တို့ပါဝင်ကြတဲ့စစ်တပ်ကတရင်ထုံပြန်ပါတယ် KNU ကတော့ရင်ကဲသူစစ်တပ်ကမှုပွင့်ခြင်းမှာမိသည့်တရားမှုမရှိနိုင်ပဲစစ်တပ်အနေဖြင့်တွေ့ရသေးတယ်နဲ့လုံမီလျော်ရှောက်လို့နေခြင်းဖြစ်တယ်လို့သုံးသပ်ပြောဆိုပါတယ်စစ်တပ်အတွက်ရေကောက်ပွဲမှာကာယုတမြင်ဖြစ်ပြီးတိမ်းဆောက်မခံနိုင်တဲ့နေသားဖြစ်ကြောင်းရေကောက်ပွဲလို့ရစစ်တပ်ကတနိုင်ကလုံးထုတ်စစ်ဆင်နေတော့လေရှေ့တို့သာဖြစ်ပြီးတော့ရေရှည်မှာလုံမဖြစ်ကြောင်းစစ်တပ်က KNU ကထားပါဝင်ပြောရေးဆိုခွင့်ရှိသူ၎င်းကိုအမှုပေါင်း30နဲ့ဆွဲချက်တွေတရားစွဲထားကြောင်း၎င်းကရှင်းပြပါတယ် ဒီရွေးကောက်ပွဲကကောက်ရိုးတမြင်စာလို့ပဲပြောရမလားသူတို့တွေကတိတ်ဆောက်မကန်အောင်ဖြစ်နေတယ်။ထိုနည်း၎င်းပဲနိုင်ငံရေးမှာချွတ်ချွန်ကြတဲ့အပြင်စစ်ရေးမှာလည်းပဲအဲ့ဒီတရားမဝင်ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်တိုင်းပြည်တစ်ပြည်လုံးနေတာမှာသူတို့ကတိုင်းပြည်အရှေ့ပိုင်းအနောက်ပိုင်းရောမြောက်ပိုင်းတောင်ပိုင်းတို့ဆင်ဆင်တာဖို့အားခဲ့ပြီးတော့ဝေယဖက်ရနဲ့ပြန်ပြီးတော့လွှတ်ရနေတာတခုကိုတွေ့ရပါတယ်။ဒါကရှိတူပဲဖြစ်မှာပါ။ရှင်ရှင်မဘလို့မှလုံးဖြစ်ဘူးစားကျွန်တော်ဒေသပြောရဲကျွန်တော်ဥက္ကဋ္ဌကိုဦးတီတရားဆွဲတော့မယ်ဆိုပေမဲ့လို့တကယ်တမ်းမှာ2021နောက်ပိုင်းမှာကျွန်တော်တို့ကိုယ်တိုင်ကတော့ပြောခွင့်ရပုဂ္ဂိုလ်တယောက်ဖြစ်လာရဲ့အခါမှာ ဒီဟာရဲ့အလုံးစုပြုံတာကပြတ်မှတ်ကကျွန်တော်စီကအလုံးစုပြုံကြောက်တဲ့အနေထားဆိုတာဒါလည်းသိတော့မဆန်းလာပါဘူးသူတို့ဆွဲချက်တင်ထားတဲ့ဟာကအခုပေါ့30တမင်းရှိတယ်ကျွန်တော်ကိုရန်တို့လည်းသိပါတယ်ဩဂုတ်လ26နေ့မှာ KNU ကအချက်9ချက်ပိုင်းနဲ့စစ်တပ်ရွေးကောက်ပွဲကိုစတင်တဲ့ကြေညာချက်ကိုထုတ်ပြန်ခဲ့ပြီးရင်းကြေညာချက်မှာအနာသိစစ်တပ်ရွေးကောက်ပွဲကဥပဒေအရတရားမဝင်ကြောင်းပြည်သူအလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲမှာအခြေအနေတွေမရှိဘဲလို့တလို့ဖြစ်ထုတ်နိုင်တဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တို့ကြောင်း KNU ကလုံးဝလက်မခံအောင်ကြေညာခဲ့ပါတယ်။ စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲကဆီယနာရှယ်စနစ်ကိုတက်ဆိုးရှေ့စေအတွက်သာဖြစ်ပြီးလက်ရှိနိုင်ငံအကျပ်တဲအဖြစ်မဟုတ်ကြောင်းရွေးကောက်ပွဲကြောင့်နိုင်ငံတွေပြည်ပခါတွေကိုပုံမှုပြင်းထန်လာစေအောင်သာမကဘဲဒေသတွေမတည်ငြိမ်မှုကိုပါဆက်လက်ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း KNU ကတရားဝင်ကြေညာခဲ့ပါတယ်စစ်တပ်ကထုတ်ပြန်ကြေညာလိုက်တဲ့ရွေးကောက်ပွဲရဆက်ကျင်တဲ့လူလူလှုံ့ဆော်မှုတွေကိုကိုက်တွယ်ရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးဥပဒေကိုပြဋ္ဌာန်းမှုနဲ့နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးဥပဒေကိုပြင်ဆင်လိုက်မှုတို့ကြောင့် ပြည်သူတွေကိုအကြောက်တရားအောင်မှာဆန္ဒသဘောထားမပါဘဲပါဝင်ပေးရမယ့်ခြေအနေတို့ရောက်ရှိလျက်ရှိကြောင်းကဲအနုကသတိပေးပါရစေ။မြန်မာနိုင်ငံပြည်ပကအဆုံးသတ်နိုင်မှာရရှိတိရက်ခိုင်မြဲနိုင်ငံအဖြစ်ကိုဥတည်တဲ့အားလုံးပါဝင်တဲ့နိုင်ငံတွေ့ဆုံမှုမှာရရှိတဲ့သဘောတူညီမှုနဲ့ရေးဆွဲပြတဲ့အတည်ပြုမဲ့စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုဖွဲ့စည်းပေါ်ခြေကဥပဒေအသင်းနဲ့ညီကျင်းပတဲ့ရွေးကောက်ပွဲတည်တာလေးနှဆိုင်စွာအမြင့်တွင်နေသောမြန်မာနိုင်ငံရဲ့နိုင်ငံပြည်ပကအဆုံးသတ်နိုင်မျိုးကဲအနုကပြေဝယုံကြည်ခဲ့ပါရစေ။ ပြည်သူလူထုနဲ့နိုင်ငံရေးပါတီတွေကဆီယနာရှိသက်ဆိုးရှိစေစစ်တပ်အာဏာသိမ်းယူမှုတရားဝင်မှုရရှိစေနဲ့2008ဖွဲ့စည်းပေါ်ခြေကဥပဒေကိုပြက်လည်သက်သွင်းတဲ့တွေ့ရောက်ရွေးကောက်ပွဲမှာပါဝင်ခြင်းဖြင့်အစိုက်ပင်ရေလောင်းနဲ့သမိုင်းပြက်ကဖြစ်သွားနိုင်တဲ့အတွက်နီလန်ပေါင်းစုံဖြင့်ရှောင်ရှားကြရန်ကဲအနုကတိုက်တွန်းခဲ့ပါတယ်။ အာနာသိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဖြစ်တဲ့စစ်တပ်ကိုအကျိုးပြုမဲ့လူနဲ့ပါတီရွေးချယ်ပွဲကိုကင်းပြည်သူလူထုကလည်းနဲ့ကိုင်ဖွဲ့စည်းကင်းနိုင်ငံအားစုတွေပါဝင်နိုင်ငံရေးပါတီရဲ့ပြည်သူလူထုတရလုံးကပေါင်းအကြီးမပြုတ်ကြပဲအကြမ်းမဖက်သောနီလန်းနဲ့ဆက်ကျင်သွားကြကဲနေကတိုက်တွန်းထုတ်ပြန်ပါတယ်ဆက်လက်ပြီးလူဝိဇောင်နဲ့ပလင်ပေါ်တက်ရက်တောင်ကိုင်တရားပြတဲ့အမျိုးသားတို့ဖက်ခဲအပြပြီးတင်းစားရတဲ့တပွဲမြွတ်နဲ့ဝဲ ကျွန်းထိုင်းလေရက်ကွက်မှာလူဝဲကြောင်နဲ့ပလင်ပေါ်တဲ့ရက်တော်ဂိုက်ပြားပြားမြို့သားတအုပ်ကိုသာသနာရေးနဲ့ဆိုင်တဲ့သူတွေနဲ့ရဲရင်နဲ့ပေါင်းပြီးဖန်စီသွားလူဒေသခံနေတဲ့ကနေသိရတယ်။မနေ့ကညနေပိုင်းမှာရထဘူတာပရိသာသနာရိတ်တာဆိုပြီးဖွင့်လေကလူဝဲကြောင်နဲ့ပလင်ပေါ်တဲ့ရက်တော်ဂိုက်ပြားပြားနေရဲ့ဥယီချင်းဆိုသူကလောက်ဖန်စီသွားလို့သိကြတယ်။သူကလည်းနမဲကြီးပဲသူတပည့်ရင်နဲ့သူတရားပြတာလေးလောက်တယ်။လူလဲစီတဲ့ကထိန်နေပါတယ်ခင်ဗျာ။အခုတော့သာသနာရေးနဲ့ရဲကလာဖန်သွားရဲဆိုမြို့ကန်တော်ကပြောပါတယ်။ လက်ရှိမှာလူဝိကြောင်နဲ့ဖုံးစီတွေအလုပ်ကိုတူပါလုပ်နေတဲ့ဥယျာဉ်ချင်းဆိုသူကိုသာသနာ့ဘက်ကတက်ဝဲရေးစကတ်မှာတရားဆွဲဆိုဖို့တိုင်းနေထားလို့လည်းသိရတယ်။အလားတူ PK stream မှာလည်း20နေကမုတုံမျိုးနဲ့နှိပတော်ရွာမှာထိဖြူဆောင်တဲ့ပလင်ပေါ်တက်ထိုင်မိတရားဟောတဲ့ပြိဒကတ်သုံးပုံမဲ့တော့ကြီးဆိုသူအမျိုးသမီးကိုလည်းသက်ဆိုင်ရာကဖန်စီပြီးလက်ရှိမှာဥယျာဉ်ချင်းကိုဖန်စီခဲ့ရပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ချင်းညီနောင်ထိတ်ကျုံနယ်မြေတွေရွေးကောက်ပွဲပြမြောက်ကျိုးပွဲဆောင်ရွက်မှုအားလုံးကိုတားမြစ်ကြောင်းချင်းညီနောင်ဘွဲကထုတ်ပြန်ချင်းညီနောင်ထိတ်ကျုံနယ်မြေတွေရွေးကောက်ပွဲပြမြောက်ကျိုးပွဲဆောင်ရွက်မှုအားလုံးကိုတားမြစ်တဲ့ကြောင်းဒီကနေ့စတင်မလ25ရက်နေ့မှာချင်းမနဲ့ကိုင်ကာကွယ်ရေးဘွဲကြောင့်ကဖွဲ့စည်းတာချင်းညီနောင်ဘွဲကထုတ်ပြန်တယ်စစ်ကောင်ရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့ဖြစ်စင်နေပြီးပြည်သူလူထုသဘောဆန္ဒပါပဲတရားမဝင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီနစ်ကိုဆန့်ကျင်ပြီးတော့ပြည်သူလူထုရဲ့အကြောက်ချအာဏာကိုအတင်းမှရောက်ကြိုးစားလို့ခြင်းဖြစ်တယ်လို့ဆိုပါရတယ်။တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ကျိုးပ န်းနေစဉ်ကာလတွင်နိုင်ငံအကျဉ်းသားတွေဆက်လက်ဖက်စီတာခြင်းနိုင်ငံတဝက်လောက်ရှိအရက်သားပြည်သူတွေကိုပြစ်မှတ်တာတိုက်ခိုက်ခြင်းစစ်အုပ်ချုပ်ရေးကဲ့သို့တင်းကျပ်တဲ့ဥပဒေတွေကြောင့်ပဲထားစတဲ့ပြည်သူ့ကိုကိုစားပြနိုင်ငံရေးပါတီမပါဝင်ခြင်းတို့ကြောင့်ရွေးကောက်ပွဲကလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့အတူရောက်ရွေးကောက်ပွဲဖြစ်တယ်လို့ထုတ်ပြန်တယ်။ကိစ္စဆက်ဆက်နာရှင်စနေကြောင့်ဖိနှိပ်ခံပြည်သူလူတွေရဲ့ဘဝစီရဲ့ဒုက္ခကိုမငဲ့ပဲစစ်ကောင်စီရဲ့တွေ့ရရွေးကောက်ပွဲမှာပေါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တဲ့ရွေးကောက်ပွဲဖြစ်များကိုကြီးဆောင်ရက်ပေးမဲ့မိသူကမစိုး ချင်းချင်းအောင်နေဖြစ်ပြပြသားသားရေးယူစာသမှပြတဲ့အကြောင်းနဲ့တော်လန်ပြည်သူလူထုများအနေဖြင့်လည်းစစ်ကော်မရှင်ရွေးကောက်ပွဲကိုပါဝင်စားခြင်းမပြုကြဖို့ထုတ်ပြန်ထားတယ်။ချင်းပြည်နယ်မှာစစ်ကော်မရှင်ကပလဝကပလပေးတက်နဲ့မဲတူပြည်မြင့်နယ်မှာရွေးကောက်ပွဲပြုလုပ်မည်မဟုတ်ဘဲထန်တလန်ဟာခါဖလန်ဒီတိုင်နဲ့တွန်းဆံမြို့နယ်တို့မှသာရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီးတပြည်နယ်လုံးမှပြည်သူ့လွတ်တော်ကိုယ်စားလှယ်၅၀၀အမျိုးသားလွတ်တော်မှ FPTV စနစ်နဲ့ကိုယ်စားလှယ်၃၀၀ PR စနစ်နဲ့၆၀၀ ပြည်နယ်လွှတ်တော်မှာ FPTP စနစ်နဲ့ကိုယ်စားလှယ်9နေရာ၊ PR စနစ်နဲ့ကိုယ်နေရာစုစုပေါင်း29နေရာအတွက်ရှင်းပြကြမှာဖြစ်တယ်လို့သိရပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်ဒီပဲကျေးဇူးတင်ရှိပါတယ်ရှင်။